အဓိကကတနက်ကင်နေဆိုတာရိုးရိုးတန်တန်ကင်နိုင်တဲ့အနေအထားလေးရှိရရန်သူလည်းအခုချိန်မှာတနက်ကင်နေတာပဲပေါ့နော်ပြောချင်တယ်ကတနက်ကင်ထားတဲ့လူအုပ်ကြီးတအုပ်မဖြစ်အောင်လို့ကျွန်တော်တို့ကကင်ထားတဲ့လက်နှက်ပေါ်မှာတစ္ဆာစောင့်ကြည့်ပြီးတော့ကင်ထားတဲ့လက်နှက်ပေါ်မှာတနက်အပြင်အုံနောက်ပေါ့နော်ညံပေါ့နော်ညံပညာကိုတက်ဆင်လိုက်မယ်ဆိုရင်ကျွန်တော်တို့တော်လန်ရေးရ ပို့ပြီးတော့အောင်မြင်လာနိုင်တယ်လို့ပြောချင်တဲ့စကားပါနောက်တစ်ခုအနေနဲ့ကဒီဉာဏ်ပညာကိုဘာလို့ပြောရတာလဲဆိုရင်လူမျိုးဆွဲဘာသာဆွဲဒေတာဆွဲဆိုတာထက်ကျွန်တော်တို့ရဲ့လွတ်မြောက်ရေးဟာတနိုင်ငံလုံးလွတ်မြောက်ရေးကိုတွားနေတာဖြစ်တဲ့အတွက်အုံနောက်နဲ့ညံဟာအဓိကစဉ်းစားဆင်ခြင်နိုင်မှုဆင်ခြင်နှုန်တရားတွေဟာအခြေခံထားပါတယ်ဒီအခြေခံမှုပေါ်မှာမူတည်ပြီးတော့တနက်ကင်ထားမယ်ဆိုတဲ့လက်တွေဟာမြဲနေပို့လေလို့အပ်ပါတယ် ဒါကြောင့်မို့ဒေါ်လာရေးကိုအဆုံးထိဆက်သွားနိုင်မှုကစဉ်းစားဆင်ခြင်မှုတရားတွေစဉ်းကျင်တော့တရားတွေကိုရရှိပြီးတော့မှသာလေကျွန်တော်တို့ဟာလက်နဲ့စွန့်တင်တဲ့အချိန်မှာလက်နဲ့စွန့်မယ်ဆက်လက်ဆွဲကင်တင်တဲ့အချိန်မှာဆက်လက်ဆွဲကင်မယ်အဲဒါကြောင့်ကနက်ကိုညံတက်ပါလို့ပြောတာပါအထူးကအနေကောင်းပြန်ဖြုတ်ချုပ်မယ်ဆိုရင်တော့ဒီမောင်းပြန်ကင်ထားတဲ့လူတအုပ်မဖြစ်အောင်လို့ပါတနက်ကင်ထားတဲ့လူတအုပ်မဖြစ်အောင်လို့ပါအဲဒါပါအဓိကခေါင်းဆောင်မှုပိုင်းနဲ့ဆိုင်တယ်ပေါ့နော် ခေါင်းဆောင်မှုပိုင်းဟာအများကြီးတွေ့ရတယ်ရေရှည်ကိုတွေ့ရတယ်နောက်ပြီးကျရင်လူများဖို့အတွက်တပ်ဖွဲ့တစ်ဖွဲ့မှာလူများဖို့ထက်လူစုတာမဟုတ်ဖ ೇನೆ တော်လှန်ခြင်းနဲ့လူနဲ့အောက်ချုပ်နိုင်မယ့်လူကိုစုဆောင်တာအကောင်းဆုံးဖြစ်တယ်။ဒါကြောင့်လဲဆိုတော့တချို့တိုက်ပွဲတွေမှာလူများပြီးပွဲမစီတာတွေလည်းရှိတယ်။ ခေါင်းဆောင်မှုနဲ့အတူတူတွားနိုင်တဲ့အုတ်ချုပ်နိုင်မဲ့ရဲဘော်တွေကိုလည်းမွေးထုတ်ပေးနိုင်ရလိမ့်မယ်။လူများပြီးအဖက်မတင်တားလျှော့တတိပဲဖြစ်နိုင်တယ်။တော်လန်ဟိကတားလျှော့တတိဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့ခေါင်းဆောင်မှုပိုင်းရဲ့အုတ်ချုပ်နိုင်မဲ့ရဲဘော်မွေးထုတ်တာရဲ့အဲ့ဒီအုတ်ချုပ်နိုင်မဲ့ရဲဘော်မွေးထုတ်တဲ့ခါမှာလည်းလက်ဘွန်းတတိနဲ့ရောတေချာခယူးဆိုင်ပြီးစောင့်ကြည့်လေ့လာပြီးတော့သူ့ရဲ့အခြေအနေကိုနှိမ့်နှဲ့ချီတိဆောက်ပြီးတော့မှဒါလေး ကျွန်တော်တို့ကယာတူးယာခံနေနဲ့ပြီးတဲ့ခါကျရင် တာဝန်ပေးရမှုတွေကိုလှုပ်ဆောင်မှသာနေတတတရဲ့အုံမြင့်ဆိုတဲ့တတိဟာအောင်မြင်မှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့တာလျှော့တတိပဲဖြစ်ပါလိမ့်မယ်